်မင်္ဂလာပါရှင်မေလ21ရက်ဗုဒ္ဓဦးနေ့ရွှေရံကုန်ရဲ့ရန်ကုန်တခွင်သတင်းစော်လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဥစွာတင်ဆက်မဲ့သတင်းကတော့မြို့နယ်များတွင်လူငယ်ရှေ့ရာအသိပညာပေးဟောပြောပွဲများပြုလုပ်တဲ့သတင်း လူငယ်များမျိုးချင်းစိတ်တဲ့ရှင်သန်ထမြက်ရေးအတွေ့အကြုံမှန်ကန်စီရင်နေဗလငါတန်းကိုဖွံ့ဖြိုးတိုးတက်စေရန်ရှိရပြီးလူငယ်ရှေးအားသည့်ပညာပေးဟောပြောပွဲများကိုရှန်ကိုတိုင်းဒေသကြီးတွင်ရှိမြို့နယ်များတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနများကစီစဉ်ကျင်းပလျက်ရှိအောင်မေလ19ရက်နေ့နံနက်7:00နာရီကကော်မိုးမြို့နယ် Community Center ခန်းမတွင်လူငယ်ရှေးအားသည့်ပညာပေးဟောပြောပွဲပြုလုပ်ကြောင်းနှင့် ဟောပြောပွဲတွင်မြို့နယ်ပြည်သားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိထောစာကြီးစိန်ကတိုင်းပြည်နယ်လူမျိုးအပေါ်ခြေခင်မြန်လူစိပြည်အောင်စုစိတ်ဓာတ်တို့ဖြင့်အနာဂတ်နိုင်ငံတော်ကိုဦးဆောင်နိုင်တဲ့လူငယ်များဖြစ်လာအောင်စူးစမ်းနေထိုင်ကြစေရန်လိုကြောင်းလူငယ်ရည်မှန်းချက်လူငယ်ပန်းနိုင်ရှိတဲ့ကြောင်းဆွေးနွေးပြကြတယ်လို့သိရပါဗျာ။ အလာဒူဘူတထောင်ခရိုင်ပစွန်တောင်မြို့နယ် community center ခမာရင်စာဘတ်ရှင်မြင့်တင်ရေဟောပြောပွဲနေရန်ကစာဆောင်နဲ့စာအုပ်စာဆောင်ပြပွဲကိုမေလ20ရက်နေ့နေ့7နာရီမိနစ်30ကပြုလုပ်ရာမြို့နယ်ပြန်စာရေးနေပြည်သူဆက်ဆံရေးဦးစီးဌာန UC အရာရှိဒေါ်ဟန်စွင့်ရင်ကစာဖတ်ခြင်းရဲ့အကျိုးကျေးဇူးများကိုဟောပြောကြောင်းသိရပါဗျာ အလာတူတောင်မွေမျိုးနဲ့ရဲတပ်ဖွဲ့မှုရုံမှစီစဉ်ကျင်းပသောမျိုးနယ်တွင် မှုကင်းစာစင်ရေးနှင့်မွေးရေးစေဝါအနေနဲ့အသိပညာပေးဟောပြောပွဲကိုမေလ20ရက်နေ့နောက်ပိုင်းကတောင်မွေမျိုးနယ် community center ခမောင်းတွင်ပြုလုပ်ရာမျိုးနယ်ရဲတပ်ဖွဲ့မှုရုံမှရဲမှုခင်မောင်းထုံကမွေးရေးစေဝါအနေနဲ့တာစီကောက်ဝဲနေနေဆိုင်ရာလုပ်ငန်းစဉ်များနဲ့ပတ်သက်ပြီးအကြေတဝင်အသိပညာပေးဟောပြောကြောင်းသိရပါသည် အလာတူလှေကိုမြို့နယ်ကွန်မြူနတီစင်တာခန်းမရင်းကလေးလုံသမားဗပျောက်ရေးအသိပညာပေးဟောပြောပွဲနှင့်ပြိုင်ပွဲများကိုမေလ20ရက်နေ့ပိုင်းကပြုလုပ်ရာပြည်ဆိုင်နှင့်ပြည်သူဆက်ဆိုင်ဦးစီးဌာနမြို့နယ်ဦးစီးမှုဒေါ်အေနွေနဲ့စာရေးဆရာဦးသက်ဦးတို့ကစာဖတ်ခြင်းရဲ့အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောကြပြီး ကျောင်းသားကျောင်းသူများအားပကြီဆွေစာဖတ်ဆွမ်းရည်ဉာဏ်စမ်းပဟေတီကြပြာရေစုပ်ပြိုင်ပွဲများပြုလုပ်ပေးပြီးဆွေရရှိသူများကိုဆုမြားပေးရခြင်းမြင်ကြကြောင်းသိရပါတယ်ဒီသတင်းများကိုတော့ကျော်သူရာဟန်ဆုရင်နိုင်လင်းအောင်နဲ့အေးအေးနွယ်တို့ကပြပူထားပေးဖြစ်ပါရှင်ဆလတ်င်းစမဲသတင်းကတော့တိုက်ချင်းမြူနယ်ရင်စိုက်ပျိုးရေးဆိုင်ရာအသိပညာပေးဆွေးနွေးတဲ့သတင်း မြန်မာနိုင်ငံတည်တည်ဝလံဗန်းမန်နဲ့ဟင်ဒီဟင်ရယ်စိုက်ပျိုးထလို့တင်ပို့ရောင်းချသူများအသင်း MFVP မှဦးဆောင်ခြင်းပါသောစိုက်ပျိုးဆိုင်ရာအသေးပညာပေးဆွေးနွေးပွဲကိုတိုက်ချင်းမြို့နယ်တတော်လန်ရှိပြည်စိုးဆန်ဦးရင်ချန်တွင်မေလ20ရက်နေ့ပိုင်းကပြုလုပ်ကြောင်းသိရပါသည် ဆွေနေပွဲတွင်မြန်မာနိုင်ငံတည်သေးဝလံပန်းမန်နှင့်ဟင်းတီဟင်းရွယ်စိုက်ပျိုးထုလုပ်တင်ပို့ရောင်းချသူများအသည်မှဥက္ကဋ္ဌဥဆိုတန်မြင့်တင်ကစိုက်ပျိုးရေးနှင့်ပတ်သက်တဲ့နိပညာဗဟုသုတရရှိစေရန်နှင့်ပြပပို့ကုန်ခန္ဓာမြင့်တင်နိုင်စေရန်ရှိရပြီးဗဟုသုတမျှဝေဆွေးနွေးကြခြင်းဖြစ်ကြောင်းပြောကြားပါသည် ။အဲ့ဒီနောက်ရေစင်းဆိုင်ပြေ တကသူမဒုတိယပေါမောက္ခချုပ်အငိမ့်စာပေါမောက္ခဒေါက်တာမမောင်မြင့်နဲ့ပေါမောက္ခအငိမ့်စာဒေါက်တာမမကျူတို့ကဒူရင်းဆိုင်ပြေချင်းဆိုင်ရာတို့ကိုဗဟုသုတမျှဝေဆွေးနွေးကြကြောင်းသိရပါရရှင်။ဒီသတင်းကိုတော့ဝိယီကပေးပို့ထားပေးဖြစ်ပါတယ်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့မော်ဘီမြို့နယ်မှာစက်ပြာစီမျိုးစုံပြည်လုံးဤတင်နန်းဖွဲ့လေတဲ့သတင်း မော်ဘီမြို့နယ်တွင်ရှိရက်ွက်ကျေးဝါနေပြည်သူများအလောက်ကန်အခွင့်အလမ်းများရရှိစေရန်ရှိရပြီးရန်ကုန်တိုင်းဒေသကြီးအသေးစားဆက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှဦးဆောင်မှုဖြင့်ရန်ကုန်တိုင်းဒေသကြီးကလေးအလုပ်သမားပါပြောင်ရေးဆိုင်ရာအလောက်ကန်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီမှစက်ပြစီမျိုးစုံပြုလုပ်နေတဲ့နန်းဖွံ့ဖွဲကိုမေလ19ရက်နေ့စင်နာရီကကလေးကြီးကုန်းရွာဦးဖုံတော်ကြီးအကြောင်းနဲ့ပြုလုပ်တယ်လို့သိရပါဗျာ။ ်တင်နန်းဖွံ့ဖွဲတွင် မော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်နှင့်ဦးဝင်စိုးကတင်နန်းဖွဲ့အမှားစကားပြောကြားပြီးမော်ဘီခရိုင်ကျေးလက်ဦးစီးဌာနမှခရိုင်ဦးစီးမှုဒေါ်ဆွေမြင့်ကကျေးဇူးတင်စကားပြောကြားပါရယ်တင်နန်းတို့ရက်ွက်ကြေးရွာအုပ်စုများမှာတင်နန်းသား25ဦးတယောက်ကြားကြောင်းသိရပါရရှင်။ထပ်မံတဲ့စမဲသတင်းကတော့အလို့ဆိုတာအင်အားပါစာအုပ်ဖြင့်စာဖဝိုင်းပြုလုပ်တဲ့သတင်း ရန်ကုန်တိုင်းဒေသကြီးပစွန်တောင်မြို့နယ် community center ခန်းမာတွင် youth club အဖွဲ့နှင့်ပူးပေါင်းပြီးမေလ20ရက်နေ့နာရီကဆရာမဒေါက်တာ မတင်ဝင်းရေးသားတဲ့အလို့ဆိုရာအင်အားပါ စာအုပ်ဖြင့်စာဖဝိုင်းပြုလုပ်ကြောင်းသိရပါဗျာ။ စာဖတ်ဝိုင်းတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဟန်စွင်ကစာဖတ်ဝိုင်းပြုလုပ်ရတဲ့ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီးတက်ရောက်လာကြသောယူကလအဖွဲ့ဝင်များကဗဟုသုတရာစင်မဲဆောင်းပါးများကိုဝိုင်းဖွဲ့ဆွေးနွေးကြကြောင်းသိရပါတယ်ရှင်။ဒီသတင်းကိုတော့ဟန်စွင်ကပေးပို့ထားပေးဖြစ်ပါတယ်။ဆလာတင်ဆက်မဲ့တဲ့ရင်ကတော့တန်လျင်တွင်တရင်ရေးသားရဲကူတီဖြန်နေတဲ့နန်းဖွင့်လေတဲ့တဲ့ရင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရန်ကုန်တောင်ပိုင်းခရိုင်ရှုံးတန်လျင်မှကြီးမှုပြီးတရင်ရေးသားရိုက်ကူးတီဖြန်နီတင်နန်းတင်မြင့်ဆောင်2025ဖွင့်ပွဲကိုမေလ20ရက်နေ့စနေနေ့ကတန်လျင်မြို့ community center ခန်းမတွင်ပြုလုပ်ကြောင်းသိရပါသည် တင်နန်းဖွံ့ဖွဲတွင်ပြန်ကြားရေးနေပြည်သူဆက်ဆိုင် OC ဌာနရန်ကုန်တိုင်းဒေသကြီးရုံးညွှန်ကြားရေးမှူးဒေါက်ခင်စောလင်းကတင်နန်းဖွံ့မတ်စကားပြောကြားပြီးတင်နန်းသူရန်ကုန်တောင်ပိုင်းခရိုင်အတွင်မှတင်နန်းသားတင်နန်းသူ18ဦးတို့တက်ရောက်ကြကမေလ20ရက်မှ22ရက်အထိတင်ကြားပို့ချမှာဖြစ်တယ်လို့သိရပါတယ်ဒီသတင်းကိုတော့ဖြိုးတီဟာကပေးပို့ထားပဲဖြစ်ပါတယ်ရှင်နောက်ထပ်တင်ဆက်မယ့်သတင်းကတော့တာဂေတာရင်ဂျပန်အုံနောက်ရောင်ယောဂါကာကွယ်ဆေးထိုးနှံပေးတဲ့သတင်း ရန်ကုန်တိုင်းဒေသကြီးတာခတာမြို့နယ်တွင်ချင်းမဖြစ်ပွားတတ်သောယောဂများကွင်ဝေးစေအတွက်မြို့နယ်အတွင်းရှိကျန်းမာရေးဝန်ထမ်းများမှကွင်စင်ဆောင်ရလျက်ရှိရာမေလ20ရက်နေ့က9နာရီကအနော်မရက်ကွက်၊ထူပါယုံရက်ကွက်၊အရှိရက်ကွက်၊အမှတ်9ရက်ကွက်၊တောင်ရက်ကွက်များရှိစုရဲအသီးသီးတွင်စေထိုးအဖွဲ့များခွဲကဇပန်အုံနောက်ရောင်ယောဂကာကွယ်ဆေးထိုးနှံပေးကြကြောင်းသိရပါသည်။ဒီသတင်းကိုတော့တဲထက်စင်ကပြပို့ထားပေးဖြစ်ပါရဲ့ရှင်။ ရှင်ကုံရဲ့ရေကုန်တခွင်သတင်းစုံလင်ကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်။ကြည့်ရှုရပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။